သင်ဘလောက်ချမ်းသာမလဲဘယ်တော့ချမ်းသာမလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ဘေးရင်ပညာရက်နဲ့ရှင်တွဲပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဘယ်တော့ချမ်းသာမလဲဘလောက်ချမ်းသာမလဲဘယ်တော့ချမ်းသာမလဲဘလောက်ချမ်းသာမလဲစရဲအဲခေါင်းစဉ်လေးကိုကျွန်မစပြီးပြောမယ်ချမ်းသာခြင်းဆိုတာဘာကိုပြောတာလဲဆိုတာလဲကျွန်မအဲ့ဒါလေးတော့အရင်ရှင်းခြင်းတယ် နော်လူတော်တော်များများက ချမ်းသာခြင်းဆိုတာငွေကြေးဥစ္စာတနာစီးစိမ်အိမ်ယာမြေပေါ့နော်စရှိတဲ့ဒါမျက်စိနဲ့မြင်နိုင်တဲ့ drug ဝတ္ထုတွေအများကြီးပိုင်ရင်ချမ်းသာခြင်းလို့ပြောတာနော်အဲ့တော့တကယ့်ချမ်းသာခြင်းအစစ်အမှန်တည်းစိတ်ငြိမ်းချမ်း၍ချမ်းသာခြင်းတည်းဒါချမ်းသာခြင်းဆက်ဖြစ်ပါလေ ဒါပေမဲ့အဲ့ဒီကောင်းစီကတော့ဒါကျမပြောမှန်းဟာမဟုတ်ဘူး။ကျမဟာကျမနည်းနည်းပြောချင်တဲ့ message တွေကိုနည်းနည်းပြောပြပေးတာပါ။နော်အဲ့တော့အဲ့ဒီ agent နဲ့စိတ်ရချမ်းသာခြင်းကိုရဖို့အတွက်နော်အဲလောဘထိန်းနိုင်ရမယ်။ဒေါသထိန်းနိုင်ရမယ်။မာနကိုထိန်းနိုင်ရမယ်။လောဘရဲ့ဒေါသရဲ့မာနရဲ့ကိုအတတ်နိုင်ဆုံးသတိနဲ့ထိန်းနိုင်ရင်တကယ့်ချမ်းသာခြင်းအစစ်ဖြစ်တဲ့ စိတ်အေးငြိမ်းချမ်းသာခြင်းကိုရရှိနိုင်ကြမှာဖြစ်ပါတယ်နော်ဟုတ်ပြီကျမပြောတာတော့အဲ့ဒါမဟုတ်ပါဘူးနော်ဟိုဘေးရင်အကြောင်းပြောရင်းနဲ့တရားဟောတယ်လို့ဖြစ်နေပါမသိဘူးဒါလေးကကျမပြောပြချင်တာနော်လူတွေကအဲ့လိုပေါ့ဟိုတကယ်ချမ်းသာနေတဲ့လူတွေဟိုစိတ်ချမ်းသာမှု ရှိကြရလားလို့ကြည့်ပါငွေတွေချမ်းသာနေပြီမဲ့သူတို့မှာအရန်ကိုပူပင်ကြောင်းကြနေရတာဒီအများကြီးရှိပါလေနော်လောကကြီးမှာဘာဖြစ်လို့ချမ်းသာကြလဲစိတ်ချမ်းသာကြလို့ချမ်းသာကြ တော့ချမ်းသာခြင်းအစစ်ဆိုတာတကယ်စိတ်ရဲ့ချမ်းသာခြင်းကိုစိတ်ချမ်းချမ်းသာခြင်းအစစ်လို့ပြောတာပါအခုတော့လောကကြီးမှာလူတွေကငွေကြေးဥစ္စာဌာနမရှိရင်ရက်တီလို့မရအောင်လေအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီချမ်းသာခြင်းအတွက်ကတော့ဟိုစီးပွားရှာရမယ်ချမ်းလဲချမ်းသာခြင်းလေလူတိုင်းမှာအိမ်မက်တွေရှိတယ်နော်ဘလောက်အထိချမ်းသာခြင်းလဲဆိုရယ်အိမ်မက်တွေရှိတယ်ရှိ့ခွင့်ရှိတဲ့မှာတယ်နော်အိမ်မက်ဆိုရယ် ဥတီချက်ရှိမှလဲဘဝဆိုတာတူတက်မှာပါဒါကြောင့်ချမ်းသာခြင်းဆိုရဲအကြောင်းကိုကျမကဘေးရင်ပညာနဲ့ဘလို့ကြည့်တာလဲဆိုတော့ကျမရင်ရှင်းပြခြင်းပဲဒါလေးကိုကျမဟိုသိအောင်ပါလူတွေကဟိုပေါ့နော်ဟိုဘေးရင်မေးမယ်ဟိုသိခြင်းတဲ့အကြောင်းညာတော့ကိုဘဝအတွက်ရန်ရေးကြည့်တာတွေသိခြင်းညာတယ် အဲ့တော့ဘေးရင်မေးမယ်ဆိုတော့ဟုတ်ပြီဘေးရင်မေးမယ်ဆိုလို့ရှိရင်တော့ကျမတို့လက်ရိုးပညာနဲ့တွက်တာဖြစ်တဲ့အတွက်မွေးသက်ကိအပြည့်အစုံအချက်လက်အပြည့်အစုံပေးပါဆိုတဲ့အခါမှာအဲတော်တော်များများပေးနိုင်ကြပါတယ်ဒါပေမဲ့အချို့ချို့ကဘယ်လိုဖြစ်လဲဆိုတော့မွေးချိန်ကိုမသိပါဘူးမှန်းပြီးတော့တွက်လိုက်ပါမရောနော်မွေးချိန်ဒီမနေ့7နာရီနဲ့ည7နာရီမတူတော့လို့မနေ့7နာရီနဲ့အဲ့ဒီမနေ့10နာရီနဲ့လား အကန့်တရားတွေမတူဘူး။ဒါကြောင့်မို့လို့မွေးချိန်အတိအကျတိဖို့လိုတယ်။အဲ့တော့ဟုတ်ပြီဒီအခုကျမပြောနေတဲ့အကြောင်းတရားနဲ့ဘာဆိုင်လဲဆိုတော့ကျမဒီလူတယောက်ကိုဘလောက်ချမ်းသာမလဲ။ဘယ်တော့ချမ်းသာမလဲဆိုတာအဲ့ဒီမှန်ကန်တိကျတဲ့အချက်အလက်တွေနဲ့တွတ်ထားတဲ့တရိစ္ဆကဇာတာပေါ်မှာကြည့်သွားရတာဖြစ်တယ်။လူတယောက်ချမ်းသာဖို့ဆိုတာဟာကံညာဝရိယအကြောင်းတရား၃ပါးပြည့်စုံနေဖို့လိုပါတယ်။ကံဆိုတာအတိတ်ကံ ကျမတို့ဘေးရင်ပညာရမှာအတိတ်ကံဆိုတာဟာအတိတ်ကံဆိုတာဟာကျမတို့ဘေးရင်ပညာရမှာကိုတန်ပါဝါကိုပြောတာဖြစ်တယ်ဒုတိယညံညံဆိုတာကအတွေးအခေါ်နဲ့စင်ကျင်တုံတရားနဲ့ဆုံးဖြတ်ချက်အဲ့ဒါကတဒန့်ပါဝါအဲ့ဒါကိုကျမတို့အတွေးအခေါ်နဲ့စင်ကျင်တုံတရားဆုံးဖြတ်ချက်တွေအတွက်အရေးကြီးတာကိုတဒန့်ပါဝါအကြည့်ရတယ်နော်ဝရိယ ဝရိယဆိုတာပြစ္ဆုတ်ပိုင်းကံနဲ့ဇွဲလုံးကဝရိယ၅ဌာန်ဘာဝမှာကြည်ရတယ်။အခြေခံအနေနဲ့ပဲပြောတာနော်။ကျွန်တော်အများကြီးကိုစစ်ဆေးပြီးမှအဖြေတစ်ခုထွက်တာ။လူတိုင်းအတွက်ကျမ်းမာရေးပြီးရင် အရေးအကြီးဆုံးသည်ငွေကြေးဥစ္စာတနာချမ်းသာခြင်းပဲဖြစ်ပါတယ်။နော်။အဲ့တော့ချမ်းသာတယ်ဆိုတဲ့နေရာမှာ ချမ်းသာခြင်း၃မျိုးချမ်းသာရဲ့အဆင့်၃ဆင့်ကျွန်မခွဲပြီးတော့ ကျွန်မပြောပြပေးပါမယ်နော်ချမ်းသာရဲဆိုတာပထမအဆင့်အမြင့်ဆုံးချမ်းသာရဲပုံကိုကဘယ်လိုလူမျိုးလဲဆိုတော့ကို့မှာငွေကြေးဥစ္စာဌာနနဲ့ပတ်သက်ပြီးတော့ဆိုရင်ကြောင်းကြစရာဘယ်တော့မှဖြစ်လာစရာမရှိဘူးပိုင်ဆိုင်မှုညောင်များစွာရှိတယ်အဲ့ဒီပိုင်ဆိုင်မှုတွေအားလုံးတည်လဲပဲအခြားသူတွေရဲ့နှောက်ရှက်မှုကင်းစွာနဲ့ရှိပြီမိမိကိုယ်တိုင်အဲ့ဒီပိုင်ဆိုင်မှုတွေအားလုံးအပေါ်မှာလုံပိုင်ခွင့်အပြည့်အဝနဲ့ဩစာအာဏာရှိနေတယ်အဲ့ဒါဒီ အဲ့ဒီဇာတာရှင်အတွဲအကောင်းဆုံးသောချမ်းသာခြင်းစီစဉ်ဥစ္စာအမြင့်ဆုံးသောဥစ္စာတဏချမ်းသာခြင်းပဲဖြစ်ပါတယ်နာမည်ကုန်တဲ့ရင်ကြော်ကြမကြော်မယ်နော်နာမည်ကုန်တဲ့ရင်မကြော်ဘဲလဲအအမြင့်ဆုံးချမ်းသာခြင်းနေနဲ့ချမ်းသာစီစဉ်ချမ်းသာတွေနဲ့တည်ရှိနေတဲ့လူတွေလောကကြီးမှာအများကြီးရှိပါတယ် เนาะนำแมกงตระเรนจ่อจินไม่จ่อจินเนี่ยไม่ใส่มาบ่เนาะชันตาจินสร้าเออแล้วรอบต่อคู่ชันตาจินก็รอป่ายสั่นหมู่ฤရှိတယ်ငွေจี้ဥစ္စာဒဏ္ဍฤရှိတယ်ဒါပေမဲ့အဲ့ဒီป่ายสั่นหมู่ငွေจี้ဥစ္စာဒဏ္ဍฤကိုအဲအမြဲတမ်းအာယုံစိုက်ထိမ့်သိမ့်နေရတယ်အနောက်အချက်တွေကိုကာကွယ်နေရတယ်เนาะအဲ့လိုလူမျိုးတွေကတော့ဇာတရှင်အတွက်ဒုတိယအဆင့်ချမ်းသာခြင်းရှိတဲ့လူပါ တတိယအဆင့်ချမ်းသာခြင်းရှိတဲ့လူတွေကတော့ဝင်ငွေကောင်းတွေရှိတယ်။ရလာတဲ့ဝင်ငွေတွေကိုချိုးချံချွေးတာပြီးမိမိလိုချင်တဲ့ဟာတွေကိုတစ်ဆင့်မီတစ်ဆင့်တစ်ဆင့်မီတစ်ဆင့်ပိုင်ဆိုင်မှုတွေရအောင်လုပ်သွားတယ်။အဲ့ဒီချမ်းသာခြင်းကတော့တတိယအဆင့်ချမ်းသာခြင်းပဲဖြစ်ပါလေ။နော်။အဲ့တော့ကျမကဇာတာတစောင်းကမေကုံမေးလာလို့ကျမဘယ်တော့ချမ်းသာမလဲဆိုရင်ကျမအဲ့ဒီအဆင့်နေနဲ့ခွဲခြားပြီးပြောတယ်။နော်ဘယ်တော့ချမ်းသာမလဲဆိုရင်အဲ့ဒီအဆင့်တွေကိုပေါ်ပြလာတဲ့ နော်ဟိုဂျိုရီရဲ့တဒါအပိုင်းအခြားတွေနဲ့ကျမခွဲခြားပြီးတော့အဲ့ဒီဂျိုရီတဒါဖြတ်တန်းတဲ့အချိန်လေးနဲ့ဆုံးဖြတ်ပြီးတော့ပေးလိုက်တာဖြစ်တယ်။အဲ့တော့တကယ်ကိုဘဝမှာအကောင်းဆုံးချမ်းသာခြင်းရဖို့ဘာတွေလိုလဲဆိုတော့အတိတ်ကမိမိပြုခဲ့သောကုသိုလ်ကံလက်ရှိဘဝမှာမိမိရဲ့တွေးတောဆင်ခြင်နိုင်တဲ့အသိဉာဏ်နဲ့ဆုံးဖြတ်ချက် မိမိတွေးတောဆင်ခြင်နိုင်တဲ့အတွေးအခေါ်နဲ့ဆုံးဖြတ်ချက်တွေအတိုင်းမှန်ကန်စွာဇွဲလုံလဝရိယအပြည့်အစုံနဲ့တကယ်စ조사အားထုတ်ဖို့အဲ့ဒီအချက်တွေပြည့်စုံဖို့လိုပါတယ်အဲ့ဒါဒီတကယ်ကိုချမ်းသာနိုင်တဲ့အကြောင်းတရားပါအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကံမရှိဉာဏ်ရှိတိုင်းမွဲဆိုရယ်စကားရှိတယ်ဆိုရယ်စင်ချေမျိုးလာနိုင်ပါတယ်မှန်နေကံမရှိဉာဏ်ရှိတိုင်းကတော့မမွဲဘူးကံမရှိရင်ကံရှိတဲ့လူလောက် အလွယ်တကူမရနိုင်ပါဘူးမွေးမသွားပါဘူးအရေးကြီးတာ အတွေးခေါ်နဲ့အသိဉာဏ်ဆုံးဖြတ်ချက်ဟာတိတ်အရေးကြီးပါတယ်ဘဝမှာလူတွေဟာချမ်းသာရာကနေစင်ရဲသွားတယ်ဆိုတာကံတရားကြောင့်ဖြစ်နိုင်တယ်လို့ဆုံးဖြတ်ချက်တည်းကြောင့်လည်းဖြစ်နိုင်ပါတယ်ဇွဲလုံးလဝရိယကြောင့်လည်းဖြစ်နိုင်ပါတယ်နော်ဒါကြောင့်ဇတ်တရှင်တွေကအရေးကြီးတာဘဝမှာပြည့်စုံချမ်းသာဖို့အတွက် ကျမအားပေးခြင်းတာကတော့ ကံအကြောင်းတရားဆိုတာအတိတ်ကံရဲ့အကြောင်းတရားဆိုတာမိမိဖန်တီးယူလို့မရဘူးပေးသွားခဲ့ပြီဒါပေမဲ့မိမိဖန်တီးယူလို့ရတယ်အကြောင်းတရားကံညာဝရိယဆိုတဲ့အချက်၃ချက်ထဲကနှစ်ချက်ကြံသေးတယ်နော်ကိုယ်တိုင်အခွင့်အရေးနှစ်ခုကြံတယ်မိမိကိုယ်တိုင်အသိဉာဏ်ပညာတွေပြည့်စုံအောင်လေ့လာရမယ်စဉ်းစားတွေးခေါ်ရမယ် လေလာမင်းစဉ်းစားတွေးခေါ်ပေးတဲ့နောက်မှာမှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်ရတယ်။ချလိုက်တဲ့ဆုံးဖြတ်ချက်အတိုင်းလည်းပဲဆွဲလုံးလာဝရိယပြည့်ပြည့်စုံစုံနဲ့ကြိုးစားအထုတ်နိုင်ရမယ်။အဲ့တော့မှန်ကန်တဲ့တွေးခေါ်နဲ့ဆုံးဖြတ်ချက်ရှိပြီးတော့ဆွဲလုံးလာဝရိယနဲ့ဆုံးဖြတ်နိုင်တဲ့ပုံကောဟာအတိတ်ကရဲ့ပံပိုးမှုအားနည်းလို့ပင်ပန်းခြင်းသာရှိခြင်းရှိမယ်မမွဲပါနော်ဒါကြောင့် ကံမရှိညာရှိတိုင်းမွဲဆိုတဲ့သက္ကရက်ကိုတော့ကျမလုံးဝစန့်ကျင်တယ်။ကံမရှိလေကံကိုမမြင်နိုင်ဘူး။မမြင်နိုင်ဘူး။အတိတ်ကံကိုပြောတာနော်။ကိုမမြင်နိုင်ဘူး။ကံဆိုတာကံမအလုတ်ကိုပြောတာဖြစ်တဲ့အတွက်ကိုသိနိုင်တာပြစ္ဆုတ်ပံကံကိုကိုသိနိုင်တဲ့အတွက်စ조사ပါ။စ조사ပါဆိုတာမိမိစ조사နေတာလမ်းအမှားပေါ်မှာမစ조사စ조사မိတာမျိုးမဖြစ်အောင် မိမိကိုယ်တိုင်အသိဉာဏ်ပညာပြည့်စုံအောင်လေ့လာပါလေ့လာထားတဲ့အတိုင်းမှန်ကန်စွာဆုံးဖြတ်ပါဆုံးဖြတ်တဲ့အတိုင်းမှန်ကန်စွာစူးစမ်းလုပ်ဆောင်ပါမွေးစရာမရှိပါဘူးအဲ့တော့ပြောရရင်ဆုံးဖြတ်ချက်မှားသမီးရှိတာကုံနိုင်တယ်ဆိုရင်အဲ့ဒီအချိန်မှာအရန်တရိထားအဲအဲ့ဒါဗေဒင်မေရချုံနဲ့တာဗေဒင်မေလေဆိုတာချမ်းသာမေလို့ပြောပြီးဒူးနဲ့မီကျင်းနဲ့နေဖို့မဟုတ်ဘူးနော်ချမ်းသာမေဆိုရင်ဘလို့အထောက်အပံ့ တွေကချမ်းချမ်းသာမှုကိုပေးမှာလေဥမာဆိုကြပါစို့အတိတ်ကံကြောင့်ချမ်းသာမဲဆိုရင်ဘာလုပ်မှာလဲအတိတ်ကကောင်းမှုကုသိုလ်ကံရှိနေလို့ဒီဘဝမှာချမ်းသာမဲဆိုရင်အတိတ်ကံကလည်း automatic ပေးဖို့ခဲရင်ပါလေအဲ့တော့ကုသိုလ်ကံကောင်းအောင်လုပ်ရမယ်ကံတရားတို့သည်တူရတူရပေါင်းဆက်ပါလေအကုသိုလ်ကံသည်အကုသိုလ်ကိုပေါင်းဆက်တယ်ကုသိုလ်ကံသည်ကုသိုလ်ကိုပေါင်းဆက်တယ်ဒါကြောင့် တိတ်မှာပြုတ်နေတဲ့ကုသိုလ်အတိတ်ကပြုတ်ခဲ့တဲ့ကုသိုလ်တွေဒီမိမိရှိမှာပဲနော်တန်တရာတစ်လျှောက်လုံးမှာကျမတို့ပြုတ်ခဲ့တဲ့ကုသိုလ်အကုသိုလ်တွေအများကြီးပဲနော်အဲ့တော့ရှိမှာပဲဒါပေမဲ့ကိုယ်ကိုစောင့်နေတယ်အကျိုးပေးဖို့ဒါပေမဲ့ဒီဘဝမှာလုံနေတဲ့အခြေအနေတွေဒီကုသိုလ်အားနည်းနေတယ်ဆိုရင်တူရတူရပေါင်းဆက်မှာဖြစ်တဲ့အတွက်သူလာဖို့အခွင့်ရင်းနေနေလိမ့်မယ်ကုသိုလ်အတိတ်ကံရဲ့ကုသိုလ်လာဖို့အခွင့်ရင်းနေနေလိမ့်မယ်အဲ့တော့မိမိဟာကုသိုလ်ကံနေအများကြီးလုပ်နေပြီဆိုရင်တော့ အဲ့ဒီကုသိုလ်ကံဝင်လာဖို့အခွင့်အရေးတွေရလာလိမ့်မယ်အဲ့ဒီကြရင်တော့အတိတ်ကံရဲ့ကောင်းကျိုးတွေဟာမိမိမှာထင်ရှားလာပါလိမ့်မယ်ဒါကြောင့်ကုသိုလ်တွေဘာလို့ရမလဲကျွန်မပြောတာရဲရဲချေခိုင်းတာမဟုတ်ဘူးနော်ကုသိုလ်တွေဘာလို့ရမလဲဆိုတော့ဒါနသီလဘာဝနာကုသိုလ်ရှိတယ်မိမိစိတ်အားထက်သန်တဲ့ကုသိုလ်လုပ်ပါကုသိုလ်လုပ်နေတော့အချိန်ဒီစိတ်ဒီတန်ရှင်းစင်ကြဲနေတယ်တန်ရှင်းနေတယ်ဖြူစင်နေတယ်သိစိတ်တန်ရှင်းဖြူစင်နေတဲ့အချိန်မှာမှန်သောအတွေးကိုသာတွေးပြီး မှန်သောဆုံးဖြတ်ချက်ကိုသာဆုံးဖြတ်ချက်ချမှတ်တဲ့အတွေ့မှားယွင်းသောဆုံးဖြတ်ချက်ကြောင့်ဖြစ်တဲ့ထိခိုက်မှု ဆုံးရှုံးမှုလက်လွတ်မှုမဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့တော့လက်တွေ့ဘဝမှာဇာတရှင်သည်ပြစ္ဆုတ်ပံဘဝမှာကောင်းမှုကုသိုလ်တွေကိုများများလုပ်ပါမမြင်နိုင်တဲ့အတိတ်ကံတွေကမိမိကိုအကျိုးပေးဖို့စောင့်နေတယ်လို့နားလည်ပေးထားပါပြောရရင်တော့မိသည်လောင်တတ်တာမှန်ပါတယ်ဒါမိနဲ့ပဲကျွန်မဥပမာပေးမယ်နော် အဲ့တော့အတိတ်ကကိုတို့တွေဒီမီးနဲ့တူတယ်ပဲထားပါတော့တို့ဒီလောင်ထက်တဲ့သဘောရှိတာမှန်တယ်ဒါပေမဲ့သူ့မှာဒီလောင်ထက်တဲ့မီးလောင်စာမရှိရင်ဒီမီးလောင်လို့မရဘူးဒါကြောင့်အဲ့ဒီမီးကိုတို့နဲ့တူတော်ကိုတို့နဲ့တူတော်ဒီမီးဒီဒီပစ္စုပန်ကံမှာလောင်နိုင်ဖို့အတွက်ကျမတို့ဒီပစ္စုပန်လက်ရှိအချိန်မှာတူရာ လောင်စာကိုမိသည်လောင်တတ်တယ်ပေါင်းဆက်လို့ရတဲ့အရာအဲ့ဒီအရာအတွက်ကြိုတင်ပြင်ဆင်တဲ့ကုသိုလ်တွေအသေးချာဖြူစင်စာဆောင်ရွက်နေပါလာကိုလာပါလိမ့်မယ်เนาะအဲ့တော့တချို့ကပြောတယ်ကုသိုလ်လုပ်နေရင်းနဲ့ဆုံးရှုံးမှုတွေဖြစ်တယ်ကုသိုလ်လုပ်နေရင်းနဲ့အာမကောင်းတာတွေဖြစ်တယ်လို့ဆိုတယ်ဟုတ်ပြီအဲ့တော့ဒါလည်းဘာလို့လဲဆိုတော့စောင့်နေတဲ့အရာဟာကုသိုလ်တစ်ခုရဲ့မဟုတ်ဘူးเนาะကိုယ်ကိုစောင့်နေတာတွေကသူအချိန်ခါတင့်တာ ਨੇ ်အကုသို့လည်းစောင့်နေတာဖြစ်တဲ့အတွက်လာမှာပဲကုသို့လည်းစောင့်နေတာဖြစ်တဲ့အတွက်လာမှာပဲအဲ့ဒါဘာကွာလဲဆိုတော့ကံတရားမှာွာလာတယ်အဲ့ဒီကံတရားကိုကြိုပြီးဘယ်လိုသိနိုင်လဲဆိုတော့အခုကျမတွေ့တဲ့လက်ယိုဘေဒင်ပညာဖြစ်တဲ့တရိစကဇာတာနဲ့တွေ့ပြီးဘယ်အချိန်ဟာသူ့အတွက်အကုသို့အားကြီးတဲ့အချိန်လဲဘယ်အချိန်ဟာ ကုသို့အားကြီးတဲ့အချိန်လဲဆိုတာကြည့်လို့ရတယ်ဟုတ်ပြီ အကုသို့အားကြည့်တဲ့အချိန်မှာဆီယာမရဲ့ကောင်းမှုတွေလုပ်နေတော့ဒီကုသို့ကြီးကလာနိုင်မှာလား नो အတွေးမလွန်ပါနဲ့နော်ကုသို့ဒီအကုသို့များနေတဲ့အချိန်ဖြစ်တော်လဲသူဒီကုသို့တရားကိုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်လုံးငနေခဲကနေမလာနိုင်တာတောင်သူ့အရှိန်ဟတ်နိုင်တဲ့အတွက်ဒီမှာအကုသို့အကြောင်းတရားတိသူ့မှာ90ဖြစ်မယ်ဆိုရင် သူပြုတ်နေတဲ့ကုသိုလ်အကြောင်းတရားအရှိန်လေးဒီဘက်ကကုသိုလ်လာဟတ်တဲ့အတွက်သူဖြစ်မဲ့90ရာခိုင်နှုန်းကနေသူဖြစ်မဲ့အကုသိုလ်အကြောင်းတရားသည်20လောက်ပဲဖြစ်ပြီး30လောက်ကရုပ်ချော်သွားမယ်။ဥပမာဆိုကြပါစို့သူသည်နော်ကားတိုက်ခံရမယ်။ခြေလဲကျိုးမယ်လက်လဲကျိုးမယ်ခေါင်းလဲကွဲမယ်။အဲ့ဒီအချိန်ကအဲ့လိုအကုသိုလ်ဝင်နေတဲ့အချိန်သို့တော်ကိုယ်တို့တရားနဲ့ရှင်ပြီးနေနေတဲ့ပြဿုပ်ပံကရှိနေတဲ့အချိန်ဖြစ်ရင်သူသည် ခေါင်းပဲကွဲကျင်ကွဲမယ်ခြေတွေလက်တွေမကျိုးခြေပဲကျိုးကျင်ကျိုးမယ်လက်တွေခေါင်းတွေမထိခိုက်တော့အဲ့ဒီလိုရော့အနေသက်သာသွားလိမ့်မယ်အဲ့ဒါကျမပြောချင်တာဘေးရင်ပညာသည်အတိတ်ကပြုတ်ခဲ့သော ကုသိုလ်ကံအကြောင်းတရားအကုသိုလ်ကံအကြောင်းတရားတွေကြောင့်ဒီဘဝမှာဒီအချိန်ဒီကုသိုလ်အချိန်လားအကုသိုလ်အချိန်လားဒီစာတာရှင်သည် ကုသိုလ်အင်အားကြီးလားအကုသိုလ်အင်အားကြီးလားအဲ့တော့ကြီးမားနေတဲ့အကုသိုလ်ဘယ်လို ရော့နေအောင်ခြေဖြတ်ရမလဲဆိုတာကိုပညာရှင်တွေကကြည်ပေးပြီးမင်းမြတ်တဲ့ပုံကိုယ်တွေကအဲ့ဒီပြောကြတဲ့ဆရာသမားတွေရဲ့เนาะဟိုပြင်ဆင်ရမယ်အကုသိုလ်ခြေဖြတ်တဲ့နည်းကုသိုလ်ကိုပံ့ပိုးတဲ့နည်းတွေအတိုင်းဆောင်ရွက်သွားမယ်ဆိုရင်တော့မူလကံတရားမှာရှိတဲ့အကုသိုလ်ကိုယောနေအောင်လုပ်နိုင်မယ် ကုသိုလ်ကိုထင်းထင်းရှားရှားအင်အားကြီးမအောင် လုပ်နိုင်မှာပဲဖြစ်ပါတယ်